တင်ပြပေးသက်များအလုံးမဲမင်္ဂလာပါရှင်ကျမတို့ရဲ့သတင်းချန်နယ်လေးကနေပြီးတော့ဒီကနေ့မတ်လ28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးဖို့မြစ်တာရခန့်အပ်ပါတယ်ရှင်ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှနေ့မွန်လွဲပိုင်းပြင်းထန်တဲ့ငလျင်ကြောင့်စကိုင်းတရာအဟောင်းကျိုးကျဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရှင်နေမွန်လဲပိုင်း12:52မိနစ်ချိန်လှုပ်ခတ်ခဲ့တဲ့ပြင်းထန်သောငလျင်ကြောင့်စကိုင်းတရာအဟောင်းကျိုးကျသွားကြောင်းစကိုင်းဒေသမှပြည်သူများကပြောဆိုပါရယ်။ဟုတ်တယ်စကိုင်းတရာအဟောင်းကျိုးကျသွားပြီးကျိုးကျတာတော့သိကြပါရယ်လို့စကိုင်းမှပြည်သူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုပါရယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ခုနှစ်တသမခုနှစ်အဆင့်ရှိအင်အားပြင်းထန်တဲ့ငလျင်ကြောင့်မန္တလေးမြို့နဲ့စကိုင်းမြို့အထူးကဆုံးဖြစ်ပြီးတော့ကုညီကင်ဆယ်ရေးများလိုအပ်နေတယ်။ စကိုင်းတရားပြူကြသည့်အပြင်မန္တလေးရှိ Grey World Hotel, မြစ်ဆုံ Hotel ပါဝင်အထက်မြင့်အဆောက်အုံများဖုန်ကြီးကျောင်းများနမ်းမြို့ရိုပါဝင်တမိုင်းဖျားပထိုးစီရီများပါပြူကြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံစကိုင်းမြို့ကိုယနေ့မိုးလယ်12:52မိနစ်ချိန်ဗဟိုပြုတ်၍လှုပ်ကပ်ခဲ့တဲ့ခုနှစ်တသမခုနှစ်အဆင့်ရှိအင်အားပြင်းထန်တဲ့ငလင်းကြောင်းမန္တလေးမြို့နယ်စကိုင်းမြို့အထက်ခဆုံးဖြစ်ပြီးကုညီကင်စိန်များလိုအနေကြောင့်ကုညီကင်စိန်သမားများကပြောဆိုကြပါရစေ။ မန္တလေးမှာအဆောင်တွေစောင်းမိပြုကုန်တာမြို့ထဲမှာတင်တော်များတဲ့ Grey One Hotel မြစ်ဆုံ Hotel ပြီးတော့မြို့လဲကောင်ကတိုက်တွေလဲစောင်းကုန်နေအများကြီးပဲအခုတော့ကုညီကယ်ဆယ်ရေးကပိတ်မိနေတဲ့သူတွေရှိနိုင်တယ်ကျွန်တော်တို့လည်းအတွေ့အကြုံမရှိဘူးကုညီကယ်ဆယ်ရေးလိုအပ်ပါတယ်လို့မန္တလေးဒေသခံပရာဟိတသမားတို့ကပြောပါတယ် စကိုင်းမြို့မှာအထက်မြင့်တိုက်တာနေတဲ့အတွက်အပြန့်စီးသတင်းတွေမရရှိပေမယ့်စကိုင်းတရအဟောင်းမှာတော့လုံးဝပြိုကျသွားကြောင်းရန်ကုန်မန္တလေးအမြန်လမ်းမှာလည်းမိုင်တိုင်360နဲ့ပါဝင်လမ်းတက်လျှောက်ပျက်စီးလျက်ရှိကြောင်းသိရပါတယ်။အောက်မန်းတွင်အောက်ပန်းဟိုတယ်၃တက်တိုက်ပြိုကျသွားပြီးတော့ပိတ်မိနေသူများရှိနေကြောင်းလည်းသိရပါတယ်။နောက်တစ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ အကြမ်းမင်းအောင်လိုင်း BIM SDAC အစီဝေတရံဧပြီလ3ရက်နေ့စစ်တပ်အထုလေရင် Focusam တိဖြင့်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့တွားရောက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းမင်းအောင်လိုင်းက BIM SDAC အစီဝေတရံဧပြီလ3ရက်နေ့စစ်တပ်အထုလေရင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့သို့တွားရောက်မည်ဖြစ်ကြောင်းနေပြည်တော်စီရင်သတင်းရှင်မြစ်ကပြောဆိုထားပါရယ်။အကြမ်းမင်းစစ်ကောင်ဆောင်မင်းအောင်လိုင်းကဧပြီလ3ရက်နေ့နံနက်ပိုင်းစစ်တပ်အထုလေရင် Focusam တိဖြင့်နေပြည်တော်မှဘန်ကောက်မြို့သို့ထွက်ခွာမည်ဖြစ်ကြောင်း BIM SDAC CAC အစည်းအဝေးတက်ရောက်ဖို့အတွက်ဧပြီလ3ရက်မှ4ရက်ထိဘန်ကောက်မြို့သို့လာရောက်မည်ဖြစ်ကြောင်း BIMS DC အဖွဲ့ရဲ့6ကြိမ်မြောက်ထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်မင်းအောင်လှိုင်မှာထားနိုင်ငံသို့ပထမဆုံးလာရောက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ရှင်းစည်းဝေးကိုထိုင်းဝင်ကြီးချုပ်ပေတုံတန်ရှင်နာဝထရာကသဘာပတိဖြစ်တာဝန်ယူကျင်းပမည်ဖြစ်ပြီးမင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့ခြင်းဖြစ်ကောင်း BIMS DC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အိန္ဒိယ၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊မြန်မာ နီပေါ်နဲ့ထိုင်းနိုင်ငံတို့ပအဝင်တက်ရောက်ကြမည်ဖြစ်ကြောင်းသိရပါတယ်။အကြမ်းမတ်ဆေကောင်းဆောင်မယောင်လိုင်းကဘန်ကောက်မြို့သို့မသွားရောက်မီကော်တောင်အကျဉ်းထောင်တွင်ပြည်ထောင်ချခံနေရသည့်ထိုင်းနိုင်ငံသားရေလုံသားလေးဦးကိုယမန်နေ့မှလွန်ကျင်းတက်တာခွင့်ပြုခဲ့ပြီးထိုင်းနိုင်ငံသားများဖြစ်တဲ့ရေလုံသားလေးဦးတို့မှပြန်လည်လွတ်မြောက်လာကြကြောင်းသိရပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ကျောင်းနေပြည်တော်စစ်ရုံကျောင်းပါလွတ်တော်အစာဦးပြုကြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ပြင်အားခုနှစ်တသမခုနှစ်ရစ်တာစကေးဆင့်ငလင်လှောက်ခတ်မှုကြောင့်နေပြည်တော်ရှိစေယုံကျောက်ထဲမှအဆောင်များလွတ်တော်ခလာရ85တရုံတန်းစစ်ဌာနချုပ်ရုံးပါနေအဆောင်များပြည့်စည်ခဲ့ကြောင်းသိရပါတယ်ဘူးစင်ရောကနေပြည်တော်စေယုံကျောက်ထဲမှအဆောင်တော်တော်များများပြိုကြတဲ့အထက်ရှိရလို့ကြားတယ်ပြန်နေပြီးတော့တိုင်းစစ်ဌာနချုပ်ရုံးလဲတိုင်းအုပ်ချုပ်ရေးမှူးပါဝင်စစ်ဘက်ဆိုင်ရာအဆောက်အဦတွေပြုတယ်ပြည်မနာမျိုးလည်ကခလာရ85တဟောင်းကလည်းတိုင်းရင်ဌာနချုပ်ရုံးပါဝင်ဂျန်နေအုပ်ရေးမှူး လူနေစာဦးတွေပြိုကျတဲ့အထူးကိစ္စကစုံစမ်းနေဆဲပဲဖြစ်တယ်လို့အီအော်ရီတို့ပြောပါတယ်လွတ်တော်အစာဦးပါဝင်လွတ်တော်နာရှိဝန်ထမ်းအင်အားများလည်းပြိုကျပြီးတော့ပေါင်းလုံးဆင်အပ်သွားတဲ့အတွက်စဲကျုံးမှဆိုသဖြင့်ရေဖောင်းချမိစာများတင်ထားသည့်ကိုလည်းတွေ့ရကြောင်း၎င်းကပြောဆိုပါတယ်နေပြည်တော်ဒေသခံတို့ကတော့ အရာတော့တိုင်းဆိုတော့အကုန်လုံးကြွေပြားတွေကွာကြကုန်တာတိုင်းတွေရှိုင်းထွက်ကုန်တာဘူရိုင်းအစ်စ်တလုံး၅သိန်းတလောင်းဝယ်ထားတာတထွာလောက်ကိုကွဲသွားတာတော်တော်ကျန်းနေအသေးပြောင်းတော့မကြသေးဘူးမြေကန်းတာစရောင်းမြေအရှိဘတ်အုပ်ဖို့ဆောင်ဆိုတဲ့ကျေးရွာမှာတော့မြေတွေအပ်ကွဲပြီးရေရောင်ထွက်တယ်လို့ပြောတယ်ဆယ်ရီပါရီကျိုးမှာတော့စိတ်ပူရတယ်လို့အေယာရီတို့ပြောပါတယ်ထို့ပြင်မြို့မစေတပြေကုန်းစေကျောင်းမြရတနာပြားတိုင်း Ocean Seaway Center ပါဝင် နေအညာပြားလဲပြည့်စည်မှုရှိခဲ့ပြီးတော့ဒေသခံများကလည်းမိမိတို့နေထိုင်ရာအိမ်ပြည့်စည်မှုများအားလူမှုကွန်ရက်ပေါ်တင်ထားသလိုလမ်းများလဲပြိုပြတ်၍ဖုန်းလိုင်းအဆက်အသွယ်များလဲပြတ်တောက်နေကြကြောင်းသိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လို့မှလည်းလိုင်းမော်မာမြားတလောက်ကမန္တလေးအနီးတစ်ဝိုက်အတော်ထိတဲ့ပုံငလင်စည်းမှုနောက်ဆက်တွဲငလင်တွေကိုသတိထားကြပါအထက်မြင့်နေတဲ့အိမ်ကျန်းခိုင်မှုတိုက်ခိုက်ထားတဲ့ဆိုရင်သတိလေးနဲ့ပြင်ဆင်နေထိုင်ကြပါ အားလုံးပေးကင်းကြဖို့ဆုတောင်းမြတ်တာပို့ပါရယ်။ငလင်ကတနိုင်ငံလုံးမို့စကားစအဆောက်အဦတချို့လည်းထီးရယ်။ဒါပေမဲ့ပွဲခန့်ရန်ဟာသားလုံးရန်အချိန်မဟုတ်ပါ။အများစုထိခိုက်ဆုံးရှုံးရတာကပြည်သူတွေပါ။အကောက်ယူလွယ်ပြည်သူချင်းတွေးကွဲမဲ့အပြောဆိုလေးတွေဒီအချိန်မှာတော့ရှောင်ကျဉ်ကြရအောင်ပါရှင်လို့ရေးသားပြောဆိုထားတာပဲဖြစ်ပါရယ်။ ဆက်လက်ပြီးတော့နောက်ဆက်တွဲငလေးများဇက်တိုက်လှုံနိုင်တဲ့အတွက်မိမိရောက်ရှိနေထိုင်ရာနေရာများမှာဘေးကင်းစိတ်ချရသည့်နေရာများတွင်ပြောင်းရွှေ့နေထိုင်ကြရန်နှင့်ငလေးနောက်ဆက်တွဲများကိုသတိထားရန်ပညာရှင်များကသတိပေးငလေးဖေးတင်ထေတာများအရေးပေါ်အခြေအနေဖြစ်ပေါ်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံစကိုင်းမြို့ကိုယနေ့မိုးလယ်12:52မိနစ်ချိန်ဗဟိုပြု၍9.3အဆင့်ရှိအင်အားပြင်းထန်တဲ့ငလင်လှုပ်ခတ်ခဲ့ပြီးရင်းငလင်ချင်းအနောက်ဆက်တွဲငလင်များဇက်တိုက်လှုပ်ခတ်နိုင်သေးသည့်အတွက်ငလင်လှုပ်ခတ်မှုတံကိုခန်းစားခဲ့ရတဲ့မြို့ရရက်ကဒေသများအားလုံးမှပြည်သူများမိမိရောက်ရှိနေထိုင်ရာနေရာများမှဘေးကင်းစိတ်ချရသည့်နေရာများတွင်ပြောင်းရွှေ့နေထိုင်ကြရန်နှင့်ငလင်နောက်ဆက်တွဲများကိုသတိထားကြရန်ပညာရှင်များကသတိပေးထားပါသည် ပြင်းထန်တဲ့ငလင်ဖေးတဲ့ရဲ့နောက်ဆက်တွဲဖြင့်မြို့ပြတွင်မိဘအနည်းငယ်ကိုသတိပြုသတိထားမိဖြစ်ပြီးတော့ခြေကားသာချင်းဆိုလဲကျိုးပြက်ပြီးရှေးကြီးနာတဲ့ဖြင့်ငလင်ဖေးနောက်ဆက်တွဲဘေးအနည်းငယ်များရဲ့လုကင်းနိုင်ရဲ့အတွက်ဘေးကင်းစိတ်ချရတဲ့နေရာတွေမှာပြောင်းရွှေ့နေထိုင်ကြပါရန်ပညာရှင်များကသတိပေးပြောကြားပါရစေ။ငလင်လုတ်ပြေးချိန်မှာမိမိနေထိုင်ရာနေရာမှာလျှက်စစ်မီးကျုံများရေပိုင်များလောင်စာဆီတုံးလောင်ကံများကိုစစ်ဆေးရမည်ဖြစ်ပြီးတော့ပြက်စီးမှုရှိပါကဖျက်တောက်ခြင်းပိတ်ထားခြင်းများကိုလုံဆောင်ရမည်ဖြစ်ပါတယ်။ ရှင်းပြင်ပေါပြဲကလျှက်စစ်စီးနေတဲ့ဝါယာကြုံများကိုလည်းသတိထားကြမည်ဖြစ်ပြီးတော့ပင်လယ်နီးတို့တွားရောက်ခြင်းမပြုကြဖို့ငလင်ပညာရှင်များကသတိပေးထားပါတယ်ငလင်လှုပ်ပြီးတော့လဲဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်တဲ့အတွက်ပင်လယ်ကမ်းခြေမှလူများကုန်းမြေအမြင်ပိုင်းသို့ပြောင်းရွှေ့နေထိုင်ကြရန်လိုအပ်သည်ဟုလဲငလင်ပညာရှင်တူကအတည်ပြုပါရယ်လက်ရှိပြည်စီနေတဲ့အဆောင်လေးနဲ့ဝေးရမှနေထိုင်ဖို့လိုအပ်ပြီးမိမိနေထိုင်သောအဆောင်ရဲ့ကြံ့ခိုင်မှုမှာစိတ်မချရဘူးဆိုရင်စိတ်ချဘေးကင်းရသို့အမြန်ဆုံးပြောင်းရွှေ့နေထိုင်ရန်လိုအပ်ပါရယ် ်မြန်မာနိုင်ငံမှာ1839ခုနှစ်ကအင်းဝငလျင်1930ပြည့်နှစ်ကဘကုငလျင်1956ခုနှစ်ကစကိုင်းငလျင်နဲ့2021ခုနှစ်ကရွှေဘုံငလျင်စသည့်အင်းအားပြင်းငလျင်များလှုပ်ခတ်ခဲ့ပူပြီးတော့ထိခိုက်ပျက်စီးများခဲ့ပါတယ်1839ခုနှစ်မလ23ရက်နေ့မှာအင်းဝငလင်အမရပူရာငလင်ဖြင့်ပြင်းရအဆင့်ကိုအပြင်းထန်ဆုံးငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီးတော့အိမ်များအလုံးပြိုကျပျက်စီးခဲ့ကလူပေါင်းများစွာတေးကြခဲ့ကြပါတယ်။ 1930မေလ9ရက်နေ့မှာဗကုံးငတ်လျင်စွာငလင်လောက်ခတ်ခဲ့ပြီးတော့ပြင်ရခုနှစ်တသမ3နဲ့ခုနှစ်တသမ5အဆင့်ရှိငလင်ချင်းလောက်ခတ်ခဲ့ပြီးရှင်းကာလာအပိုင်းခြားတွင်အပြင်းထန်ဆုံးပျက်စီးမှုအများဆုံးငလင်ချင်းဖြစ်ခဲ့ပါတယ်။လူပေါင်း9000တောင်မှ9000ထိသေဆုံးခဲ့တယ်ဟုလည်းခန့်မှန်းခဲ့ကြပါတယ်။ရှင်းငလင်ဆောင်ဗကုံးရွှေမော်တော်ဘုရားကြီးလည်းဆူရွားစွာပျက်စီးခဲ့ရပါတယ်။ ငလင်လောက်ခတ်ပြီးနောက်လများတွင်များစွာသောလောက်ခတ်မှုများရှိခဲ့ပြီးတော့စက်တင်ဘာလ16ရက်ညနေ9:00ခွဲချိန်မှာလောက်ခတ်မှုတစ်ခုရှိခဲ့ကဖရူရဲစကန်ရဲ့အုံနယံကိုပျက်စီးစေခဲ့ပါတယ်1995ခုနှစ်မှာပြင်းအားရစ်စတာစ်ကခုနှစ်အဆင့်ရှိတဲ့ငလင်ကြီးတစ်ခုကမြန်မာနိုင်ငံပကံဒေသမှာလောက်ခတ်ခဲ့ပြီးတော့ပကံဖျားပေါင်းများစွာပြိုကျပျက်စီးသွားခဲ့ရပါတယ် 2021မလ24ရက်နေ့မှာမြန်မာနိုင်ငံရှမ်းပြည်နယ်အရှေ့ပိုင်းတာလီမြို့နဲ့လိုင်မွေမြို့အနီးကိုဗဟိုမြို့က Inarish Stars ကို6.8လောက်ခတ်ပြီးနောက် Richter's ကို4.8နဲ့5.8လင်းရှိသည့်နောက်ဆက်တွဲငလေးနှစ်ခုလောက်ခတ်ခဲ့ပါတယ်စကမ်းပြည့်ရကျော်ကရွေးရှားနေတဲ့ပြည့်ရကျော်တခုဖြစ်က၎င်းသည်မြန်မာနိုင်ငံတခြားရွေးရှားကကပ်ပလီပင်လယ်ပြင်ကိုဗဟိုပြုဖြန့်ကျက်တည်ရှိ၍မြောက်ဖက်ကော်လရှင်ဆောင်တို့ချိတ်ဆက်ထားပါသည် စကိုင်းပြည်ရဲ့ကြောသည်မြန်မာနိုင်ငံတွင်အကြီးဆုံးဖြစ်ကလှုပ်ရှားမှုအများဆုံးလဲဖြစ်ပြီးတော့ပြည်ရဲ့ကြောကရန်ကုန်နေပြည်တော်မန္တလေးမြို့ကဲ့သို့အထူးကားမြို့ကြီးများကိုနီးကန်းစွာဖျက်ဆီးရွေရှာလျက်ရှိပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့အေယာဝတီတိုင်းအင်ကမှုမြို့နယ်တွင်အေဥဆောင်တဲ့တပ်များနဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲဖြစ်ပွားသဖြင့်ပြည်သူတထောင်ကျော်စစ်ဘေးတန်းရှောင်ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရာရီတိုင်းအင်ကပူမျိုးနဲ့ကွင်းကောက်တိုင်းနဲ့ကျပောင်ကုန်းကျေးရွာပါဝင်ကျေးရွာများအနီးတွင်အေဦးဆောင်တဲ့တော်လိုင်းတက်များနဲ့စစ်ကောင်စီတက်များကြောင့်ရမန်နေတိုက်ပွဲများဖြစ်ပွားသဖြင့်ဒေသပြည်သူတထောင်ကျော်စီဘေးတင်းရှောင်နေရကြောင်းဒေသပြည်သူများကပြောဆိုပါရယ် ဂျမန်နေမွန်လဲ2နာရီဝန်းကျင်ချိန်မှစတင်ပြီးတော့ညနေပိုင်းအထိအင်ကပူမျိုးနဲ့ကွင်းကောက်ဒေသဂျပန်ကုန်းကျေးရွာတံမြာကုန်းရွာတောင်စင်ကျေးရွာများနေတွင်တိုက်ပွဲများဖြစ်ပွားသဖြင့်အဆိုပါကျေးရွာပါဝင် အနီးနားကျေးရွာများမှပြည်သူတထောင်ကျော်ခိတားယာရင်စစ်ပေးရှောင်ရကြောင်းသိရှိရပါသည်ဖြစ်တာကတော့ရွာနာတောဆက်တီမှာဖြစ်တာတနတ်တန်နေရမနေ့ကနေ့လယ်ပိုင်းလောက်ကစပြီးတော့ကြာတာတဒုံဒုံတထိုင်းတိုင်းပြစ်ကြတာဒီနေ့တော့ငြိမ်နေတယ် ကျပောင်းကပသိမ်မုံရွာလမ်းကလျက်မှာရှိနေတာမနေ့ကအချိန်နေဆိုပေမဲ့အခုတော့ငြိမ်နေလို့တချို့ရကတော့ရွာပြန်ကြပြီလို့ပိန်နေကွင်းကျေးရွာမှာပြည်သူတူကပြောဆိုထားပါတယ်။အင်ကပူမျိုးနယ်တွင်မလာ၂၀ရက်နေ့ဝင်းကျင်မှာစတင်၍ချင်းလက်ရွာစောပြရွာနေတဝိုက်ထိတွေ့မှုများဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားသောနေရာများမှာအင်ကပူမျိုးနယ်အမှန်၅တပ်မတော်တပ်မြင့်လေးချင်းရဲတင်နန်းကြောင်းကွင်းကောင်းနဲ့မိုင်းအနေငယ်သာကွာဝေးကြောင်းသိရှိရပါတယ်။ အင်ကပူမျိုးနဲ့အခြေဆိုင်စေရနာပန်းခင်းစီယာတော်ကလည်းတိုက်ပွဲများဖြစ်ပွားနေသည်မှာမှန်ကန်ကြောင်း၎င်းရဲ့လူမှုကွန်ရက်ဆောင်မျက်နှာမှာတက်ဆင့်ပြည်သူများတို့အသိပေးထုတ်ပြန်မှုများနဲ့သတိပြုအားမြင့်အခြေအနေများကိုအသိပေးရှင်းတာခဲ့ပါတယ်။ တိုက်ပွဲရကြားလဲကြားရမြင်လဲမြင်နေရပြီးမို့ဆွေပေးရှောင်ပါပြီတိုက်ပွဲရပသိမ်မုံရွာကားလန့်နဲ့ကလျတ်ကျပောင်ကုံရွာထိပ်ထိရောက်နေပါပြီပထမတော့ပန်မောင်မလို့အတန်တွေခဏရှက်သွားတဲ့ချိန်တိုက်ပွဲဖြစ်တဲ့နာပဲဖြံမောင်းခလိုက်တယ်လို့စေနာပန်ကင်းစီအရောကရမန်နဲ့လူမှုကွန်ရက်စာမျက်နှာမှာသတင်းရှိသားဖော်ပြခဲ့ပြီးယနေ့နေ့ပိုင်းတွင်မူစီအရောက မနေ့ကတော့အစိုးရင်းစရာအနေထားဖြစ်သွားလို့အချိန်နှိမ်မှန်ကိုရေးတင်လိုက်တာပါအခုတော့လုံးဝစိတ်ချသွားတဲ့အနေထားတော့မဟုတ်ပါဘူးမနေ့ကချိန်တွေကိုမမြင်မတွေ့လိုက်ရတဲ့လူတွေကအပူရီပဲရှိသလိုလို့ပြောဆိုပြီးဘာမှမဖြစ်ကြောင်းတုံ့ပြန်ရှိနေကြတာတွေ့ရတယ်ဒါတော့ကိုယ်တဘောနဲ့ကိုပါရွာသူရွာသားတွေအနေနဲ့တော့အချိန်နှိမ်ရက်ကိုမပြတ်နားဆွင့်ပြီးတော့အသိဉာဏ်ဆောင်ကြပါစေလို့တတိပေးထားပါတယ် အင်အာရီတိုင်းဒေသပြည်သူများကအင်ကပူမြို့နယ်ကွင်းကောက်ဒေသကရခိုင်ဒေသနဲ့ဆက်စပ်လျက်ရှိသော ရေကြည်မြို့နယ်၊ငါတိုင်းချောင်းမြို့၊လေးမျက်နှာမြို့နယ်၊အင်ကပူမြို့နယ်တို့တွင်စီးတင်းမာမှုများနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်ကြောင်းပြောဆိုကြပါသည်။ဟုတ်ကဲ့ပါရှင်။အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များကိုကျေးဇူးအထူးပဲတင်ပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။